အမျိုးသမီးတထောင်ကျော်ကိုလိမ်မိုင်းဆိုင်ရာနောက်ရှဲခဲ့တဲ့ပါကစ္စတန်ဖွဲ့တပ်ခုဟာဝါသားရေးရှုပ်ထွေးဖြစ်မှာကြောက်တဲ့စိတ်နဲ့မတိကျေးဂျုံပြူပေးခဲ့လို့ပြည်တွင်းစစ်ဖြစ်မဲ့အနေအထားထိရောက်လာခဲ့တဲ့ပြည်တိန်အားလုံးပဲမင်္ဂလာပါပကံတင်နေမဲ့ channel ကနေပြန်လည်ကြိုဆိုပါရစ်တင်းနေမဲ့ all the day ချောင်းမှာတင်ထိုးလာတဲ့စူပါတော့ဗျာအခုတင်ရောက်နေတာကကပူဒါမမဟုတ်ခရကက်စ်မဟုတ်ပဲနေဗမေကန်မြို့ပါရေဒီကလည်းနေ့ရက်အကြောင်းအကြောင်းကြားထားတာကိုတုံ့ပြန်ခြင်းရထားပါရစ် အစိုးရဆောင်တခုမိချိုခံခဲ့ရပေမဲ့ဘယ်သူကမှမဖမ်းပါဘူး။တတင်းလဲမဖော်ပြပါဘူး။တင်းရဲ့အိမ်ကြီးချင်းကိုတော့ Twitter post တစ်ခုကြောင့်ထောင်ချလိုက်ပါရီ။ညကလည်းဗလီဝေးကျောင်းတော်တခုမိချိုခံရပြီးဂလက်စားချီတာလို့ပြောကြပါရီ။ဝင်းကြီးကျောက်ကတိတ်ဆိတ်နေပြီးတော့ပါလီမန်ကလည်းအတားအဆီးနေတော့မပုံနေရပါရီ။တင်းကတော့ထောက်ခေါဖို့ချိန်တန်ပြီလား။တွေးနေမိပါလိမ့်မယ်။ဒီနေရာကစိတ်မြေပြင်မှာဟုတ်ပါဘူးဒီတင်နိုင်ငံမှာဒါပေမဲ့လေပြိုကွဲစားပြုတ်နေပါတယ်ဒီဗီဒီယိုမှာတော့စစ်ပွဲဖြူဟာကန်းတွေနဲ့ပညာရှင်အတိုင်းဝိုင်းတွေမှာပါဆွေးနွေးနေရတဲ့အကြောင်းမဲ့ဖွယ်အမှန်တရားတစ်ခုကိုဖော်ထုတ်ပြပါပါ ဗီဒင်ပတိပတ်ကဆိုတာဖြစ်နိုင်ခြေနဲ့တည်းစိုးရိမ်မှုမဟုတ်ပါဘူးလူအများပြားအပြောင်းရှိအခြေချလာတာပေါင်းစည်းမှုမအောင်မြင်တာရာဇဝတ်မှုမြင့်တက်လာတာနိုင်ငံရေးသမားတွေရဲ့တည်ဆာဖောက်မှုနဲ့စစ်စစ်ဖြတ်တောက်မှုတွေဟာပြည်ဒီမှာနှစ်ပေါင်း၄၀၀နီးပါးတွင်မကြုံဘူးသေးတဲ့ပြည်တွင်းစစ်အတွက်လမ်းခင်းပေးနေပါတယ်ပြောင်းရွှေ့အခြေချသူအရေးအတွက်အစ်စ်မှန်ကလေးသူငယ်လေးပိုင်းဆိုင်ရာဂိုင်းများကာကွယ်ပေးခံရမှုနဲ့ဖြစ်ရက်တစ်ခုလုံးကိုလောင်ကျွမ်းစေမိပြီးပွားအကြောင်းကိုကြည့်ရှုသွားပါမယ်အရေးကြီးဆုံးကတော့ဒါတွေကိုရက်တက်နိုင်ပါအောင်မလား KTB တရားအလွန်ဆန့်ကျင်ဘက်အမြင်တစ်ခုပါလွတ်လပ်စွာပြောဆိုခွင့်နဲ့ရွေးကောက်ပွဲလိုအခွင့်အရေးတွေစတင်ရနိုင်ငံဖြစ်ပေမယ့်နေမဝင် Empire နေဝင်ပြည်အနောက်မှာရဲတပ်မှသွားနိုင်ပြီဆက်လက်ကြဆုံးနေပါတယ်နိုင်ငံပြတ်တစ်ခုကိုစဉ်းစားရင်ဇင်ဘာဘွေဒါမှမဟုတ်မက္ဆီကိုကိုတွေးမိပေမယ့်ပြီးတယ်လို့တတရကပဒီမိုကရေစီနိုင်ငံမျိုးကိုတော့မတွေးမိနိုင်ပါဘူးဒါပေမဲ့ဒီနိုင်ငံဟာအဲ့ဒီဘက်ကိုဦးတည်နေပါတယ်ပြည်တွင်းစစ်တွေဘလို့စတင်တယ်လို့မေးခွန်းထုတ်လာခဲ့ရင် King's College London ကပမောက္ခ David Best က အစိုးရရဲ့တရားဝင်မှုရှိနေပုံကံမှုပြဿနာမရှိပါဘူးမရှိဘူးဆိုရင်တော့ပုံကံမှုပြဿနာနဲ့ရင်ဆိုင်ရဖို့အလွန်များပါတယ်လို့ပြောခဲ့ပါတယ်ဒီစကားက1989ကနေ2003ခုနှစ်ကြာကလိုင်ဘေးရီးယားပြည်တွင်းစစ်ကိုတတိယစီပါတယ်အဂတိလိုက်စားမှုနဲ့စင်ရဲမွေးတင်မှုတွေထိမနိုင်သိမရနဲ့ဖြစ်လာတဲ့ခါမှာနိုင်ငံပြိုကွဲလာပါတယ်အချိန်ဒီကအခုလောလောဆယ်အတွက်တော့အလန်ဝေးတယ်လို့ထင်နိုင်ပေမဲ့ပြည်တည်ရင်လမ်းကြောင်းကကောင်းတဲ့လမ်းကြောင်းမဟုတ်ပါဘူး2024ခုနှစ်မှာဗီဒီနိုင်ငံသား45ရာခိုင်နှုန်းကနိုင်ငံအကျိုးစီးပွားတဲ့အစိုးရကိုဘယ်တော့မှမယုံကြည်ဘူးလို့ပြောခဲ့ပါတယ်။ဒီအကြောင်းအရာတက်ကတခုကစီးပွားရေးပါ အမေရိကန်ကကက်ယောဂါကနေချောချောမွေ့မွေ့နဲ့ပြန်လည်နယ်လန်ထူလာတဲ့အချိန်မှာဗီဒင်ကတော့နှေးကွေးတဲ့စီးပွားရေးတိုးတက်မှုနဲ့ရုန်းကန်နေရပါတယ်။အမေရိကန်စီးပွားရေးဟာ2020ကနေ2024ခုနှစ်တွင်တနည်းကို300ကိုင်တော့လောက်တိုးတက်ပြီမယ်။တနည်းကို300ကိုင်တော့လောက်တိုးတက်ခဲ့ပြီမယ်။ UK ရဲ့ GDP တိုးတက်မှုက1.1ရာခိုင်နှုန်းသာရှိပါတယ်။ ဒီကနေ့နေ့ဟာလူနေမှုဘဝအဆင့်တန်းပေါ်ကြီးမားစွာတက်ရောက်ပါတယ်စီးပွားရေးသုတေသနဗဟုဌာနက2025ခုနှစ်မှာ UK လူဦးရေ3.24%တန်းဟာအနည်းဆုံးဝင်ငွေစံနှုန်းအောက်မှာနေထိုင်နေရပြီလို့ထုတ်ပြန်ခဲ့ပါတယ်ဒါက1983ခုနှစ်ကတည်းကစောင့်ကြည့်ခဲ့ဖို့သူများအဆိုးရွားဆုံးအရေးတွေ့ပါအင်္ဂလန်မြောက်ပိုင်းလူဒေသတွေဟာစက်မှုလုပ်ငန်းဟောင်းတွေကျင်းပခဲ့တဲ့အမေရိကန်ရဲ့ Rust Belt ဒေသနဲ့ဆင်တူနေပါတယ်။မြောက်ပိုင်းရဲ့တဦးချင်း GDP ဟာအရှိတောင်ပိုင်းရဲ့တဦးချင်း GDP ထက်တိတိသမလေးစားရောနေနေပြီးတချို့ကမြောက်ပိုင်းစီးပွားရေးဟာအရှိဥရောပနိုင်ငံရဲ့စီးပွားရေးနဲ့ပိုတူနေတယ်လို့ပြောကြပါတယ်။ လက်ရှိမှာပိုလန်နိုင်ငံရဲ့စီးပွားရေး1995ကနေ2024ခုနှစ်ကြာ316ရာခိုင်နှုန်းတိုးတက်လာခဲ့တာကြောင့်ပြည်တွင်ကိုရောက်လာခဲ့တဲ့ပိုလန်နိုင်ငံသားတွေဟာပိုကောင်းတဲ့အခွင့်အလမ်းတွေရှာဖို့အတွက်ကိုယ်နိုင်ငံကိုပြန်နေကြပါတယ်။ IMF က2030ပြည့်နှစ်ရောက်ရင်ပိုလန်ရဲ့တူးချင်း GDP က UK ကိုကျော်တက်သွားမယ်လို့ခန့်မှန်းထားပါတယ်။2010ကနေ2024ခုနှစ်ထိအုပ်ချုပ်ခဲ့တဲ့ Conservative Party ရဲ့အစိမ့်မြင့်တင်ရေးဆိုတဲ့ဂတိအားလည်းပြက်ကွက်ခဲ့ပြီး Labour ဆိုရလက်ထက်မှာဒီဝေါ်ဟာရာကိုဖျက်သိမ်းခဲ့ပါတယ်။စီးပွားရေးမှာကောင်းတဲ့အခါမှာတင်းမာမှုတွေမြင့်တက်လာပြီးလူတွေကစိတ်ပြားအားငယ်လာကြတာသဘာဝပါပဲ။ UK လူငယ်တွေရဲ့သုံးဖို့တပုံကလူများစုကိုမယုံကြည်နိုင်ဘူးလို့ထင်နေကြပါတယ်။ဒီတင်နိုင်ငံသားအလုံးရဲ့60%ရာခိုင်နှုန်းကသူတို့နိုင်ငံပို့ပြီးတော့ကွဲပြားနေတယ်လို့ယုံကြည်ကြပါတယ်။စီးပွားရေးပြင်နောက်ထပ်အငင်းပွားစရာဖြစ်တဲ့ရွှေပြောင်းအခြေချမှုပြဿနာလေးရှိနေပါတယ်။ပြည်တွေဟာတမိုင်းတစ်လျှောက်မကြုံဘူးတဲ့ရွှေပြောင်းအခြေချမှုလိုင်းကိုကြုံနေကြပါတယ်။နောက်တစ်ခုနေ့ကလေ2022ခုနှစ်ကြာအင်္ဂလန်နဲ့ဝေလာမှာနိုင်ငံသားဘွားလူဦးရာ၈၈ရာခိုင်နှုန်းကနေ၁၆.၈ရာခိုင်နှုန်းကိုရောက်လာပြီးနှဆတိုးတက်လာခဲ့ပါတယ် 2022ခုနှစ်မှာအတတင်ပြောင်းရွှေ့အခြေချသူအရေးအတွက်ကစံချိန်တင်ခဲ့ပြီး86,400ပိုရှန်ခဲ့ပါတယ်။ဒီနေ့ UK မှာရှိတဲ့လူ25ယောက်မှာတယောက်ကလွန်ခဲ့တဲ့၄နှစ်အတွင်းမှာရောက်လာခဲ့တာပါ။လူသစ်တွေစီးဝင်လာတာကြောင့်အင်ယာလိုအပ်ချက်မြင့်တက်လာပြီး1999ခုနှစ်မှာရေ9,638ရှိခဲ့တဲ့ပြည်မြအင်စိမ်းတော့ဟာ၁၀နှစ်ကြာမှာတော့2,600ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ပုံမှန်လူသမားတဦးရဲ့ပြည်မြဝင်ငွေကတော့3,8430သာရှိပါတယ်။အရာဝယ်ယူနိုင်စမ်းမရှိတာကလူငယ်တွေရဲ့အကြီးမားဆုံးမကျေနပ်ချက်ဖြစ်နေပြီး အင်အားကန့်သက်ရှိတဲ့အတွက်နိုင်ငံခြားကလူသန်းပေါင်းများစွာနဲ့ရှင်းပြနေရပါတယ်။တချိန်တည်းမှာပဲအစိုးရကခေလုံခွင့်တောင်းသူတွေအတွက်ဟိုတယ်များကို2023ကနေ2024ခုနှစ်ကြားမှာပေါင်3ဘီလီယံတုံးဆွဲခဲ့ပါတယ်။ဒါကအစိုးရကိုယ်နိုင်ငံသားတွေနဲ့နိုင်ငံခြားသားတွေကိုပို့ပြီးတော့အရေးပေးတယ်လို့လူတွေကခန်းစားစေပါတယ်။ပြောင်းရွှေ့အခြေချမှုလို့လည်းအင်ယာပီယာကပြဿနာဖြစ်ပေမဲ့ဘဲကနေရောက်လာလေပိုရေးကြည့်ပါတယ်၂၀၁၆ခုနှစ် Brexit မဲပေးမှုဟာရွှေ့ပြောင်းခြေချမှုကြောင့်တစိမ့်တစ်ပိုင်းဖြစ်ခဲ့ပေမဲ့ Brexit ကတည်းကနေ UK ကိုရွှေ့ပြောင်းခြေချမှုကပိုတိုးလာပြီးအခုရောက်ရှိလာသူအများစုကဗီဒီနဲ့အလွန်ကွာခြားတဲ့ယဉ်ကျေးမှုကနေလာကြတာဖြစ်နေတာပါ2023ခုနှစ်မှာအိန္ဒိယ၊နိုင်ဂျီးရီးယား၊တရုတ်၊ပါကစ္စတန်၊ဇင်ဘောဘွေနဲ့တခြားနိုင်ငံများစွာကနေလာကြတဲ့သူတွေများပြားခဲ့ပါတယ်။လူများပြားဟာဒီလောက်မြန်မြန်ရလာခဲ့တာကြောင့်ပေါင်းစည်းရေးကပြောင်းရွှေ့ခြေချမှုနှုန်းကိုမလိုက်နိုင်ပေ၊ဗီဒီနိုင်ငံသားတွေကကိုယ့်နိုင်ငံထဲမှာတစိမ့်နေလိုကန်စားလာရပါတယ်။ဒီကန်စားချက်က2024ခုနှစ်ဇွန်လ29ရက်နေ့မှာအသက်16နှစ်နဲ့ရွယ်အက်ဆယ်ရူတာကူဘာနာက ဆော့ဖို့မှာကလေးတငယ်ကိုဓာတ်ထိုးခဲ့ပြီးတုံးသေးဆုံးခဲ့တဲ့ဖြစ်ရမှာပေါ်ထွက်လာခဲ့ပါတယ်ဒီဖြစ်ရပြီးမှာဟိုတယ်တွင်ねဗလီဒီတက်ခတ်ခံရတဲ့ဆန္ဒပြမှုနဲ့အတီကယုံဖြစ်ပွားခဲ့ပြီးဒါကစေစုနဲ့တခုတွင်အစိုးရဆုံးမကြေမတက်မှုဖြစ်ခဲ့ပါတယ်လူတာကိုပါနာရဲ့မိဘတွေကရဝန်တာကနေလာကြတဲ့သူတွေဖြစ်တာကြောင့်ဝေဖန်သူတွေကဒီဖြစ်ရက်ကိုပြောင်းရွှေ့အခြေချမှုနဲ့ဆက်ဆက်ပြီးတော့ရှုမြင်ခဲ့ကြပါတယ်။ဒါထို့သူ Excel Router ကိုပါနာဟာ ဂျင်ကစ်ခန်ဟစ်တလာတို့ရဲ့အကြမ်းဖက်မှုနဲ့ရဝမ်ဒါလူမျိုးတော်တပ်ဖြတ်မှုတွေကိုဆွဲလန်းခဲ့တဲ့စိတ်မမှန်သူတဦးသာဖြစ်နိုင်ပါတယ်။သူဟာရွှေပြောင်းခြေချသူမဟုတ်တလို့သူ့ရဲ့ရာဇဝတ်မှုကလည်းဝါဒကြီးရမှာဟုတ်ပါဘူး။ဒါပေမဲ့ဝေဖန်သူတွေကရွှေပြောင်းခြေချမှုနဲ့ဆက်ဆက်ပြီးကောက်ချက်ချဆွဲခဲ့ပါတယ်။ UK အကျဉ်းသားတွေရဲ့စနစ်ရာခိုင်နှုန်းကျော်ဟာနိုင်ငံခြားသားတွေဖြစ်ကြပြီးအယ်ဘေးနီးယား73ရာခိုင်နှုန်း၊ပိုလန်9ရာခိုင်နှုန်း၊ရူမေးနီးယား9ရာခိုင်နှုန်းတို့ကနေအများဆုံးလာကြတာကိုတွေ့ရပါတယ်။အယ်ဘေးနီးယားကလာရောက်မှုများလာတာနဲ့အတူမူရီစီဝါနဲ့လူမောင်ကိုကူးမှုဂိုင်းတွေပါရောက်လာခဲ့ပါတယ်။ ရွှေပြောင်းခြေချသူအရေးအတွက်များပြားလာတာကြောင့်ဗီဒီယာနိုင်ငံတခုနဲ့မတူတော့ဘဲနေရာတခုတည်းကိုမျှဝေသုံးဆွဲနေတဲ့နိုင်ငံများစွာလိုဖြစ်လာပြီးအပြိုင်ဆိုင်လူ့ဖွဲ့စည်းများတည်ထောင်လာကြပါတယ်ဒိုင်းသားလူနည်းစုတွေအားလစ်စတာအရှိလန်တန်ဘာမင်ဂမ်စတဲ့ area တွေမှာစုစည်းနေထိုင်ကြပါတယ် UK မှာရှိတဲ့မိုးစလင်လေးတန်းခန့်ရဲ့ဘာသာရေးအနှိမ့်တွေပဲဖွင့်ဆိုချက်တွေကြောင့်တချို့နေရာတွေမှာရှရီယာကောင်စီများရှိလာပါတယ်။ဒါကမိုးစလင်တွေနဲ့မိုးစလင်မဟုတ်သူတွေကြောင့်ယုံကြည်မှုပြဿနာတွေကိုဖြစ်စေပါတယ်။ ရော်ဒန်ဟမ်မှာ1980ပြည့်လွန်နှစ်တွင်နဲ့2013ခုနှစ်ကြမှာပါကစ္စတန်လူမျိုးအမျိုးသားတွေပါဝင်နေစနေတကြပြည့်မှုကျိုးလွန်နဲ့အဖွဲ့အစည်းအသက်ငယ်တဲ့မင်္ဂလီ1400ဦးအထိကိုအလေးထုံးစားပြုခဲ့ကြပါတယ်အဓိကအဖြစ်တော့ဗီဒီရှားလူသမားလူတန်းစားမိသားစုကတာသမီတွေဖြစ်ကြပြီးဗီဒီရှားအာရှအမျိုးသမီးအချို့လည်းပြည့်မှတ်ချခံရပါတယ်ဒီမင်္ဂလိတရားလေးပိုင်းဆိုင်ရာစောအားခံရပြီးပြည့်တဲ့စားဖြစ်ကိုရောင်းချခံရပါတယ်။ဒီကောင်းစင်နဲ့ပတ်သက်လို့အစိုးရဆုံးအချက်ကတော့အာနာပိုင်နီယာဘာလီဖြစ်နေလေ။တဲလွန်စားရခဲ့ပေမဲ့လေဝင်းရောက်ဆက်ဖက်ရင်လူမျိုးရေးခွဲခြားမှုစွပ်စွဲချက်တွေခံရမှာကိုကြောက်လို့ မျက်ွယ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်ပြည်မှုကျွလို့သူအများပြကိုအပြစ်ပေးတာနဲ့ပါခဲ့ပါတယ်ကလေးသူငယ်လေးပန်းဆိုင်ရာမျက်ထုတ်တဲ့ဂိုင်းဝင်လေးဦးကိုထောင်ဒဏ်6နှစ်မှ10နှစ်သာချမှတ်ခဲ့ပါတယ်ပြည်မှုကျွလို့သူတွေကိုပြစ်ဒဏ်နဲ့နဲ့သာချမှတ်ခဲ့တာကြောင့်ပါကစ္စတန်ဂိုင်းတွေကိုကာကွယ်ပေးထားပြီးလူပြည်လူသမားလူဒန်းစားကတော့၎င်းတို့ရဲ့တင်ပြင်ချက်တွေကိုဖော်ပြဖို့မဖြစ်နိုင်ဘူးဆိုတဲ့မယုံသင်္ကာဖြစ်မှုကိုပုံမခိုင်မာစေခဲ့ပါတယ်လွတ်လပ်စွာပြောဆိုပြီးပိတ်ဆို့လာခြင်းပြည်တွင်းစိတ်ဖြစ်ပေါ်ရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကဖိအားလျှော့ချရေးစနစ်တွေ ပြည့်ရွှင်းမှုကနေလာပါတယ်ပြည်တရားပေါ်မှာရွေးကောက်ပွဲနဲ့လွတ်လပ်စွာပြောဆိုခွင့်ကိုအားမခံခြင်းဖြင့်ဒီစနစ်ကိုဖန်တီးပေးခဲ့ပြီးမြအခုတော့ပိတ်ဆို့လာနေပါတယ်ဟာမဲကော့စကိုဟာဒူရီကီတန်ယုံပြင်မှာကိုရန်ချန်မိရှုမှုကြောင့်ပြည်တန်ချမှတ်ခံရပြီးတော့ဓာတ်ကင်တိုက်ခိုက်သူရဲ့ရန်နှက်မှုကိုခံခဲ့ရပြီးမြတိုက်ခိုက်သူကိုရေးယူခြင်းမရှိဘဲကော့စတန်တိုဦးသာပြေးပြေးခံခဲ့ရပါတယ်ဒီဖြစ်ရကြောင့်ပဲပြည်တရားဘာသာရေးကိုစော်ကားမှုဥပဒေတွေကိုပြန်လည်ချမှတ်နေပြီးလူပယ်စီတခုရဲ့အကျိုးအတွက်တိုက်ခိုက်မှုကိုပါ ခွင့်လွှတ်ပေးနေတယ်လို့ဝေဖန်ခံနေခဲ့ရပါတယ်။ South Pole အတီးကယောင်တွင်မှာ Lucy Condolia တရားမွေရွှေပြောင်းခြေချသူတွေရှိတဲ့ hotel တွေကိုမီးရှို့ဖို့လှုံ့ဆော်တဲ့ message ကို Twitter မှာတင်ခဲ့တာကြောင့်လူမျိုးရေးမုန်တီမှုလှုံ့ဆော်မှုနဲ့ထောင်တန်းနေနေခွဲချမှတ်ခံခဲ့ရပါတယ်။သူမလို့ရာဇဝတ်မှုမှတ်တမ်းမရှိသူတွေအတွက်ဒီပြစ်ဒဏ်ဟာပြင်းထန်လုံးနေလို့ထင်ရပြီးကလေးတွေကိုစိတ်ပိုင်းဆိုင်ရာအလဲသုံးစားလုပ်တဲ့ဂိုင်းဝင်တွေကိုပို့ပြီးနဲတဲ့ပြစ်ဒဏ်တွေရခဲ့ပါတယ်။ဒါ့အပြင်ရဲတွေက Facebook ပေါ်မှာမုံတီမမဟုတ်တဲ့ထိုးနေတဲ့မှတ်ချက်တွေတင်သူတွေကိုပါစုံစမ်းစစ်ဆေးပြီးတော့တတိပေးချက်တွေပေးနေပါတယ်။ တချိန်တည်းမှာပဲဆိုင်ဖောက်ခိုးယူတဲ့ဂိုင်းတွေကပေါ်ပေါ်တင်တင်လဲပက်နေတာကြောင့်လူတွေကအစိုးရဟာလမ်းတွေထက် Twitter post တွေကိုစစ်ဆေးဖို့ပိုနှက်သက်တယ်လို့တွေးမြင်လာပါတယ်။ပြည်တံချမှတ်ခြင်းလမ်းညွှန်ချက်တွေကလူနေစုတအုပ်ကိုအပြည့်ပေးကန်ဒီမှာနောက်ခံကြောင်းအစိုးရကံစားတွေရယူဖို့တရားသူကြီးတွေကိုတောင်းဆိုထားတာကြောင့်တရားစီရင်ရေးမှာလူမျိုးရေးည20ခွဲခြားမှုရှိနေတယ်လို့ထင်မြင်ချက်တွေထွက်ပေါ်လာပါတယ်။ပြည်တွင်းစစ်ဖြစ်နိုင်ခြင်းလွန်ခဲ့တဲ့နှစ်ကလူသက်မှုပြီးမှဖြစ်ခဲ့တဲ့အထူးကြောင်တွေကပိုကျပြတ်နဲ့မငြိမ်မသက်မှုဖြစ်လာဖို့တိတ်မလို့တော့ဘူးဆိုတာပြသနေပါတယ်။2005ခုနှစ်လန်ဒန် ရတပေါင်းခွဲမှုလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုမျိုးထက်ပြစ်လာခဲ့မယ်ဆိုရင်ပြည်တရပြိုလဲသွားနိုင်တယ်လို့ကြွမ်းကျင်သူအချို့ကစိုးရိမ်ကြပါတယ်ပမောကဘက်စ်က18ရာစုပြည်တွင်းစစ်လို့တိုက်ပွဲမျိုးတက်ရုပ်ထွေးပြီးကွဲပြားတဲ့ပုံကမ်းမှုမျိုးကိုမြင်ရမှာဖြစ်ပြီးတော့တိုက်ခိုက်သူတွေကအရေးကြီးအခြေခံအဆောက်အအုံနဲ့နိုင်ငံရေးသမားတရားသူကြီးတွေကိုပြစ်မှတ်ထားနိုင်တယ်လို့ပြောပါတယ်ရဲတပ်ဖွဲ့ပြည်အပြည့်ခံနေရပြီးစစ်တပ်ကအတင်းငယ်ဆုံးဖြစ်နေချိန်မှာမငြိမ်မသက်မှုတွေကအရှင်ဟုန်းနဲ့ပြန့်နှံ့သွားနေပါတယ်ဒါကြောင့်တချို့ကဒါကိုပြည်တွင်းရဲ့အလက်စတာပုံစံဖြစ်လာခြင်းလို့ခေါ်ကြပါတယ်ဘော်ရစ်ဂျွန်ဆန်ရဲ့အကြံပေးဟောင်း Dominic Kemes ကဗီဒီယာဒေါ်လာမတိုင်မီအခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။ပြုပြင်ပြောင်းလဲရေးအစိုးရကိုရွေးကောက်တင်ပြပြီးပြည်ထနာတွေကိုအလေးနဲ့ကန့်တွဲဖြည့်ရှင်းမှသာမကြီးမတက်မှုတွေကိုကာကွယ်နိုင်လိမ့်မယ်လို့သူကပြောပါတယ်။လက်ရှိအခြေအနေက2030ပြည့်လွန်နှစ်တွေထိဆက်ရှိနေမယ်ဆိုရင်ပြင်းထန်တဲ့ကျန်းဖက်မှုတွေကိုရှောင်ရှားဖို့ခက်ခဲလိမ့်မယ်လို့သူကသတိပေးထားပါတယ်။နိုင်ငံအရေးရေးပါတဲ့လူသက်မှုတစ်ခုပြီးမှအထူးကရုံးတွေလွယ်လွယ်ကူကူဖြစ်လာတာကိုကြည့်မယ်ဆိုရင်ဒါကဖြစ်နိုင်ခြေရှိတယ်လို့ပြောနိုင်ပါတယ်။အပြေဝပြည်တွင်းစစ်မဖြစ်ရင်တော့မှကြီးမားတဲ့ရှုပ်ထင်းမှုဖြစ်ပေါ်လာဖို့ကတော့မခက်ပါဘူးအဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်